င်းလေဗမာပြည်မှာမတာချဖို့မှတ်ပုံတင်တာလေဟမ်အားလုံးပဲမင်္ဂလာပါဗျာကျွန်တော်ရဲ့ဘောမရက်ွက် channel ကနေပြန်လေးကြိုဆိုလိုက်ပါတယ်ခင်ဗျာနေ့စဉ်ထူးဆန်းတဲ့အပါဝင်တဲ့ထူးတဲ့ကောင်းတဲ့မှန်တွေတင်ဆက်ပေးတော့မှာမို့ကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်ပေးဖို့တောင်းဆိုချင်ပါတယ်ဂျေရှုသူအရောက်ချင်းတွေတိုင်းကိုအထူးကျေးဇူးတင်ပါတယ်ခင်ဗျာအရေးတော်ပုံအောင်ရမည်စေအာနာရှင်စနစ်ကြာရှုံးရမည် ဒါပေမဲ့ကျွန်တော်မကြည့်နဲ့တာကဟိုဘယ်လိုပြောမလဲအမေရိကန်ကိုခိုးလုံလာတယ်ဗျာတက်လားအလူခန့်နေဗျာပြီးတော့အိမ်ဝယ်ခြံဝယ်ဖြစ်နေတယ်ဗျာဟိုဘက်မှာတေးကြည်နေကြတယ်ဗျာခမည်း အဲ့ဒါကိုအမေရိကန်ဘိုက်ဒန်အစိုးရကလက်ခံထားပြီးလှုပ်ထားတဲ့ဟို 501c3 NUG ရဲ့မှတ်ပုံတင်က 501c3 လို့ကျွန်တော်ပြောတယ်လေဟေးဇော်ဝေဆိုးအောင်ကြည်ညွန့်မင်းအမေရိကန်မှာနေတာလေမင်းတို့တင်လာတာ 501c3 လေငါသိတယ်လေ 501c3 ရောနာရေးကူညီမှုအသင်းလေ ဗမာပြည်မှာမတာချဖို့မှတ်ပုံတင်တာလေဟမ်မင်းတို့အဲ့ဒါရှင်းလေငါတို့တိုင်းပြည်အကုန်သိနေကြတယ်ကွာဟုတ်လားစစ်အာဏာရှင်ကိုမလိုချင်တဲ့လူတွေတော်လှန်နေတဲ့လူတွေသိနေကြတယ်ကွာအဲ့ဒီသိနေတဲ့လူတွေကိုမင်းတို့ ပန်းဆဲလူဆိုတဲ့ကောင်မတယောက်နဲ့လှုပ်ရှားတာလေဟမ်မင်းတို့မရှက်ကြဘူးလားမင်းတို့အတက်ရွယ်နဲ့အောင်ကြည်ညော့မင်းကိုငါအန်နဒီရုံးမှာတွေ့ခဲ့တယ်လေငါထောင်ကထွက်တဲ့အချိန်မှာဟဲ့တော့အောင်ဝေးမင်းထွက်ပြောလိုက်လေမင်းတက်တရှိရင်ထွက်ပြောလိုက်လေမင်းနဲ့ငါထောင်ထဲမှာဆုံခဲ့တယ်လေမင်းကဘာကောင်မှမဟုတ်ဘူးလေမင်းမွေးတဲ့ ကောင်တဲ့ကောင်တဲ့လေးတန်းမအောင်တဲ့ကောင်ကိုမင်းကြပြာတွေကိုလက်ခံဖို့မွေးခဲ့တာစိန်အောင်တို့စိန်တန်းတို့မင်းမွေးခဲ့တာလေဟမ်ဒါကြီးကတော့များလွန်းနေกว่าမင်းတို့မြမနိုင်ငံရေးကိုအဲ့လိုလူလဲမလောက်ကြပါနဲ့လို့ငါပြောတာလေဟုတ်ပြီလားငါမတရားတာတခုမှမလုပ်ဘူး အောင်ဝေးမင်းစီကငါဘာယူဘူးလဲဟမ်မိမိမခင်းဆွေးကြီးလာတဲ့ထောင်ဝင်စာတခုကိုငါတောင်းစားဘူးလို့လားအောင်ကြည်ညော့မင်းငါအန်အေဒီယုံနဲ့ရောက်သွားတဲ့အချိန်မင်းတပြက်စီလဲအဆင်ရှိတာလေမင်းတို့စောက်ချက်လည်းမရှိကြဘူးလေမင်းတို့လည်းအမေရိကန်မှာနေတယ်လေငါလည်းအမေရိကန်မှာနေတယ်လေ တဲ့ကျွေးပြီးတော့တဲ့ရှင်းကြရင်မကောင်းဘူးလားကွာဟမ်မကောင်းဘူးလားကွာအရန်ကောင်းမဲ့ပွဲကြီးတစ်ခုဖြစ်မသွားဘူးလားကွာမြမပြည်သူပြည်သားတွေအတွက်အမှန်တရားနဲ့တကယ်အပြစ်မှန်ကိုရှာဖွေပြီးတော့စစ်အာဏာရှင်ကြဆုံးရေးအတွက်လှုပ်လို့ရပြီလေငါဗမာပြည်ကိုလာပြီးငါအာဏာလဲယူမှာမဟုတ်ဘူးလေတာဝန်လဲငါယူမှာလဲမဟုတ်ဘူးလေ ငါအခွင့်ရေလဲခံစားမှာမဟုတ်ဘူးလေဟုတ်တယ်မလားဟိုဂရမပြင်နေတဲ့စောက်ယူဒေါက်တာကိုလဲငါပြောပြီးပြီလေအောင်ကြည်ညို့မြောက်ပေးတဲ့កောင်လို့ငါပြောပြီးပြီလေနော်အဲ့ဒီកောင်တော်မှအမေရိကန်အစိုးရရတဲ့အခွင့်ရေကိုရှောက်စားနေတဲ့កောင်လေကွာဟမ်ငါလက်ရှိအလုပ်လုပ်နေတာလေဟုတ်ပြီလား ငါပြောတာရိုးရိုးရှင်းရှင်းလေးပဲငါဘသူမှ မတရားမလုပ်ထားဘူးငါဘယ်မိမှဘယ်သူကမှငါမတရားမလုပ်ထားဘူးလုပ်ထားရင်တက်သိအတိကျပြနော်ငါဒါပဲပြောတယ်လीဒါဆိုရင်မင်းတို့ပြောနေတယ်ဆိုတာမင်းတို့တိုက်ခိုက်တယ်လို့ပြောတယ်လို့မင်းတို့ပြောအောင်မယ်စစ်အစိုးရဆိုတာဟဲ့ကောအောင်ကြည်ညော့ ခိုးကောင်အောင်ဝေးအဆွေတစ်ချောင်းနဲ့မထွက်တာမဟုတ်ဘူးဆယ်ချောင်းထွက်နေတာမင်းတို့ကကျွဲပေါ်မှာနားပြီးတော့ဇရက်တကောင်အနေနဲ့ကျွဲပေါ်ကပိုးခွာလေးကောက်စားရရင်ဝမ်းသာရပြီဆိုတဲ့အဆင့်နဲ့မြမနိုင်ငံရေးကိုလှုပ်တာလာဆန်းပါမင်းတို့ဖတ်ထားတဲ့စာပေနဲ့ငါတိတဲ့အတိနဲ့မင်းတို့ဖင်ချခြင်းလို့ပါကွာ အဲ့ဒါဂိုရှယ်လေးလို့ခေါ်တယ်နော်အောင်ဝေးမင်းထွက်လာခဲ့စမ်းမင်းနဲ့ငါပပိန်ထောင်ထဲမှာတွေ့ခဲ့တာလေကွာဟုတ်ပြီလားအကုန်လုံးတောက်ခုကြပြီမင်းထောင်ကြပြီမင်းကတသားရလေးထွက်သွားတယ်ကွာငါတို့အများကြီးကြုံဖြတ်ခဲ့ရတယ်ကွာငါနမည်တက်ပြီးပြောတာမင်းအမေရိကန်နိုင်ငံသားလေမဟုတ်ရင်ငါမပြောရဲဘူးလေ

So I would like to suggest you about that. The one who came to America, any kind of connections with the criminal, please fuck dance all, Mr. Presidents. I request you, now I'm working In your government. The Yemenis came to here to land, to study, to making the business, whatever. But the one who came to America, those who involved in crime, please fuck please fuck mr president i support you i agree with you the myanmarese people here intrusion in the crimes mr president please fuck you can search out someone but somebody hiding something under the carpet of the laying in politics. They are doing the crime in your country and in Myanmar. Please fuck Mr. presidents, Mr. President, I request you, please fuck them all. Our human nature never is there any kinds of abuse or crimes. So you have the enormous responsibilities in America. You have the enormous authorities in America, must Mr. Presidents, the Myanmarese people, who are clothing the <coughs> clergy the pastor. And he is very, or she is very a good one, came into in the Joe Biden era, Joe Biden era. Please fuck them all. They are pretending, Master Presidents, Master Presidents, here, someone learning, someone study. They are walking. They are paying the test. They are together with your American people. Please spare them. Mr. President, please fuck all criminals around the world, including Myanmar's people in America. Thank you, Mr. President. I'm Goshali, I'm working in your office.